ျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါ ASM Visual Electronic Projects Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကမျှဝေထားတဲ့ဒီနွားချင်းနဲ့ဆားနဲ့ပေါ့နော်၁၂ဘူဘက်ထရီလေးကိုကျွန်တော်ဒီနေ့အထဲထဲကိုဆားပေါက်သလားပေါ့နော်အခြေအနေလေးဖွင့်ကြည့်မှာဖြစ်ပါတယ်။တကယ်လို့ဆားမပေါက်သေးဘူးဆိုရင်လည်းဒီလက်ထုပ်လက်ထုပ်လေးတွေကောင်းသေးရင်ပေါ့လေနော်။ တခြားဒီ electro light ကိုဘာထည့်ရင်ကောင်းမလဲပေါ့နော်အဲ့ဒါလေးကို ကျွန်တော်တို့ပြန်ပြီးတော့စမ်းကြည့်လို့ရအောင်လို့ကျွန်တော်ကဖွင့်ကြည့်တာဖြစ်ပါတယ်ဗျာနော်အဲ့ကြတပတ်လောက်ရှိသွားပါပြီအထက်ထဲမှာစားတွေရမ်းပေါက်သွားပြီလားပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရေလေးတွေစိတ်နေတာတော့တွေ့တယ်ဗျာနော်သူကကြာတော့ရေလေးတွေအပေါ်ကိုစိတ်လာတယ်လို့ပြောရှိတယ်နော်အဲ့ကျကျွန်တော်လုတ်ခဲ့တာကအဲ့တော့ငါဒီအချွေဘူးကောင်ကအမပြနောက်ဒီတက်ခဲအဟောင်းထဲကကာဗွန်ကြောင်းက အဖို့အဖို့ပေါ့နော်အဲ့ဒီတဲကိုကျွန်တော်က electrolyte အနေနဲ့ကနွားချေးရယ်ဆားရယ်ရေရယ်ဖြော်ပြီးတော့ထည့်ခဲ့တာပေါ့နော်အဲ့ဒါကိုကျွန်တော်ဆားပေါက်မပေါက်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကြည့်ပါမယ်နော်အကြတချို့မိတ်ဆွေတင်ငယ်ချင်းတွေလည်းဒီအကြောင်းအရာလေးသိကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်ဆားပေါက်ပြီးတော့ခဏလေးပြက်သွားသလားဆိုတဲ့ဟာလေးနော်အကြဒီမှာကြည့်လိုက်တာကတော့ချွေရီဘူးကောင်ကတော့အရန်ကြီးတော့စားမပေါက်ဘူးပြန်နော် အရန်ကြီးစားပေါက်တာတော့မတွေ့သေးဘူးတပတ်လောက်တော့ရှိသွားပြီပေါ့နော်နောက်ဒီကာဗွန်ချောင်းကိုကြာကျွန်တော်ကအဲ့တော့ငါမီးသွေးမှုန့်နဲ့ကော်နဲ့နော်ဒီအချောင်းလေးတွေလုပ်ပြီးတော့အပြင်ကနေပြီးတော့ကျွန်တော်ကဒီဟိုပါဘောဖော့ပိုက်ကလေးတွေနော်ဖော့ပိုက်ကလေးတွေစော့ပြီးတော့ကျွန်တော်ကကော်နဲ့ကတ်လိုက်တာပေါ့နော်ကော်နဲ့ကတ်လိုက်တာဆိုတော့ဒီအချွေရီဘူးကွန်လေးတွေကတော့အလွယ်တကူထုတ်လို့ရတယ်အဲ့ပိုက်ကလေးတွေကကျတော့ကျွန်တော်တို့ကော်နဲ့ကတ်ထားတာဖြစ်တဲ့အတွက် ထုတ်လိုက်တဲ့အခါမှာအဲ့ဒီသူကပါမလာတော့ဘူးပေါ့နော်ပိုက်လေးတွေကစုပ်သွားတာပေါ့နော်ဒီစားတတ်ကြောင်လည်းပါမထင်နဲ့သူကတော့ပိုက်ကလေးတွေကတော့အကောင်အတိုင်းပြန်မရတော့ပါဘူးဒီကာဗွန်ရောင်းကတော့ဘာမှမဖြစ်ဘူးနော်နောက်ဒီအချွေရီဘူးကောင်ကလည်းတိတ်ပြီးတော့မဖြစ်ဘူးပြန်နော်ဒီမှာအကောင်အတိုင်းလေးရှိသေးတယ်အဲနော်ဒီကခုနကဖောပိုက်ကလေးတွေရတော့မကောင်းတော့ဘူးပြန်နော်သူကကျွန်တော်ကကော်နဲ့ကတ်လိုက်တော့သူက ဒီပြန်ဆွဲတဲ့ခါမှာပါမလာတော့ဘူးเนาะကာဗွန်ချောင်းလေးတွေပဲပါလာတော့တာပေါ့เนาะအဲ့ဒါ၅ခန်းမြောက်เนาะဟုတ်တယ်ဗျအချွေရေဘူးကွန်တွေကကျွန်တော်ဒီအခု6ခန်းမှာဒီတစ်ခန်းပဲကျန်တော့ပါเนาะဒီတစ်ခန်းကြည့်လိုက်ပုံပဲဗျเนาะအဲဒီမှာကောင်းနေတယ်ဗျာနော်ချွေရီဘူးကွန်လေးတွေက6ခန်းစလုံးမှာ အားလုံးနှိပါကောင်းပါတယ်အားလုံးကောင်းတယ်ပဲပြောကြပါလို့เนาะစားတွေပေါက်ပြီးတော့စုပ်ပြဲသွားတာမျိုးမတွေ့ပါဘူးเนาะဒါတစ်ပတ်လောက်အကြာဖြစ်ပါတယ်ဗျာเนาะအဲ့ကြတော့ကျွန်တော်ကဒါလေးကိုဒီနွားချင်းနဲ့စားနဲ့ဒါလေးကိုသွန်လိုက်တော့မယ်သွန်ပြီးတော့အိုးပြန်ဆေးမယ်ပေါ့เนาะအဲ့ဆိုရင်ဒီကာဗွန်ကြောင်းနဲ့ဒီအချွေရည်ဘူးကွန်အပြားလေးတွေကကောင်းသေးတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုအထဲသေးကို electrolyte အနေနဲ့ဗာထည့်ရင်ကောင်းမလဲပေါ့เนาะ အဲကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းအဲ့ဒါလေးကိုကျွန်တော်ဓာတ်တဲ့နွားချင်းနဲ့စားတဲ့ပူကောင်းတဲ့အကြောင်းအရာလေးတွေရှိရင်လည်းကျွန်တော်ကို comment ကနေမျှဝေပေးပါဦးเนาะကျွန်တော်ဒီမှာဒီအကုန်လုံး CD တွဲပြီးသားပေါ့เนาะဒါနွားချင်းနဲ့စားတွေသွန်ပြလိုက်ပြီးအထဲထဲကိုတခြားနောက်ထပ် blue electrolyte ထည့်ရင်ရနိုင်မလဲပေါ့เนาะဒါလက်စနဲ့ကျွန်တော်ကဒီ CD တွဲတဲ့ဟာလေးတွေကိုမဖြုတ်ပြစ်သေးဘူးပေါ့เนาะမဖြုတ်သေးဘဲနဲ့ဒီတခြားပေါ့เนาะဘာ electrolyte ထည့်ရင်ကောင်းမလဲဆိုတဲ့ဟာလေးကျွန်တော် အကြံဉာဏ်လေးပေးဖို့ကျွန်တော်မျက်ထာရက်ခတ်มาလဲဗျာနော်အဲ့ကြတော့ဘာမှထူးထူးတွေကျွန်တော်ပြန်လုတ်ဆရာမလို့ဒီတဲ့ဟိုဒါကာဗွန်ကြောင်းနဲ့ဒီချွေရည်ဘူးပုံပြားလေးတွေကိုပြန်ထည့်မယ်နောက်တစ်ခါဂျားထဲမှာသူကာဗွန်ကြောင်းနဲ့ဒီချွေရည်ဘူးပုံမထမထီအောင်ပေါ့နော်ဂျားထဲမှာဘာခံရမလဲပေါ့နော်တခုခုဂျားထဲမှာမထီအောင်เนาะတခုခုလေးခံဖို့တော့လိုမယ်နော်အဲ့ဒါလေးခံပြီးရင်ကျွန်တော်တို့ခုနကပြောလို့ပဲ electrolyte ကိုဖာထည့်ရင်ပိုးထွက်နိုင်မလဲ ော်ကာဒီနွားရှိတဲ့ပူပြီးတော့ကောင်းတဲ့အကြောင်းအရာပေါ့နော်အဲအားလေးတွေကိုကျွန်တော်အကြံဉာဏ်လေးပေးဖို့နော်အထူးကိုမြတ်တာရက်ခံပါလေဗျာနော် ကျွန်တော်ကဒီမှာအသင့်လုပ်ပြီးသားပါနော်ဒါ electrolyte ထည့်လိုက်ရင်ဒါစမ်းလို့ရမယ်အနေထားနော်အားလုံးကောင်းသေးတယ်ကာဗွန်ကြောင်းရောဒီချွေရည်ဘူးကွန်ရောအားလုံးကောင်းပါသေးတယ်နော်အဲ့ကျကျွန်တော်ကတော့ဒီလက်တွေ့စမ်းသပ်ရတဲ့ဟာလေးတွေဝါသနာလည်းပါတယ်နောက်ကျွန်တော်ရဲ့ဒီရရှိတဲ့ရလက်လေးတွေကိုလည်းကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေကိုအဲအစင်မပြကျွန်တော် ချပြပေးတော့မှာဖြစ်ပါတယ်เนาะအဲဒါကြောင့်မို့သားတဲ့ကောင်းတဲ့အကြံဉာဏ်လေးတွေရှိရင်လည်းဒါ comment ကနေရေးပေးပါဦးเนาะအဲဆိုကျွန်တော်ကနောက်ထပ်သူသူတွေပါမှထပ်လို့ဆရာမလို့ဥပမာစားရည်စားရည်ကတော့အရင်တစ်ခါစမ်းပြီးသားဆိုတော့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေဒီကဘာအကြံဉာဏ်မှမရဘူးဆိုရင်တော့ကျွန်တော်စားရည်ပဲထည့်ကြည့်မှာပေါ့เนาะအကြားထဲမှာဒီခုနကပြောလို့ဒီကာဝန်ကြောင်းနဲ့ ချွေဘူးပွန်ချားကိုတစ်ခုနဲ့တစ်ခုမထိအောင်ဗာလေးတွေထည့်ရင်ကောင်းမလဲဆိုတော့အဲ့ဒါလေးအကြံဉာဏ်တောင်းခံပါလေဗျာနော်ကြည့်ကျွန်တော်ဗီဒီယိုလေးတွေကိုအမြဲမပြတ်အားပေးနေတဲ့ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေအားလုံးကိုထူးဝဲကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးတော့အဆင်ပြေကြပါစေခင်ဗျာ